purified drinking water. ဒီယုံကျိမ်းမှာတော့ပုံမှန်ယုံထုတ်တဲ့သဘောဖြစ်ပြီး KI တရားရုံးရဲ့အာမခံပြင်ဆင်ချက်လျှောက်လဲမှုပေါ်မူတည်ပြီးမှဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။ဒီကနေ့ယုံထုတ်မှာတော့ပြည်ထရေးဟာသူ့ကိုမီဒီယာတွေနဲ့မတွေ့စေချင်တာတွေ့မှာကိုကြောက်နေတာဘာကြောင့်မှမသိပေမဲ့အံ့ဩမိတယ်လို့ကိုမျိုးရန်အောင်တင်ကဆိုပါတယ်။ကျွန်တော်မီဒီယာနဲ့တွေ့စီနေတယ်ဗလားဘာကြောင့်လဲတော့သူသိ ီဒီယာနဲ့ပြောတော့လည်းကြောက်တယ်ဒီလေးရဘာတော့ကြောက်လဲတော့မသိဘူးဘာတော့လည်းကျွတ်တယ်တခြားတော့ဒီကြားတော့ကြောက်ဆုံးပဲတော့ဘာဒီဒီလေးမဟုတ်တာလို့လောက်ထားလို့လဲတော့ကျွန်တော်မသိဘူးအဲ့တော့ကျွန်တော်ငါသူစားတော့ခံစားရတယ်ဟုတ်ကိုမျိုးရံအောင်တင်းရဲ့အာမခံချက်ရှောက်ထားမှုကိုမြို့နယ်တရားရုံးကပယ်ချလိုက်တဲ့အတွက် KI တရားရုံးကိုဆက်လက်ရှောက်ထားခဲ့ရမှာတော့ ဒီဇင်ဘာ9ရက်နေ့က KI တရားရုံးကလက်ခံလိုက်ပါတယ်။ဒါကြောင့်ဒီဇင်ဘာ16ရက်နေ့မှာနှစ်ဖက်ရှိနေရရဲ့ရှောက်လဲချက်တွေကိုအနောက်ပိုင်းခရံရုံးမှာစစ်ဆေးပြီးအာမခံပေးမပေးဆုံးဖြတ်သွားမှာလည်းဖြစ်ပါတယ်။